တီယာဂိုမော်တာနီယာမှာဇီဒန်နဲ့အစားထိုးဖို့စီစဉ်နေတဲ့ဂျူမင်တက်ဂျူမင်တက်တင်းဟာသူတို့ရဲ့လက်ရှိနီးပြတီယာဂိုမော်တာနီလည်းတွဲဖြောက်ရနိုင်တဲ့ချင်းနီမျိုးရှိနေတာကြောင့်သူ့ရဲ့နေရာမှာအစားထိုးဖို့အတွက်နီးပြများစွာကိုချိန်ရလျက်ရှိနေရဒီထဲမှာရီယယ်မက်တစ်အသင်းနီးပြဟောင်းနဲ့အသင်းကကစားသမားဟောင်းဇီဒန်မှာပါဝင်နေတယ်လို့သိရပါတယ်ဘောလုံးလာတင်းကိုချန်ပီယံလိဝင်ခွင့်ရအောင်ဆန်းဆောင်ပေးခဲ့ရင်ဒီနေ့မှာဂျူမင်တက်တင်းစီရောက်ရှိလာခဲ့တဲ့မော်တာဟာချန်ပီယံလိနဲ့ကိုပါအီတလီယာတို့မှာပြန်ပွဲကနေထွက်ခွာထားရသလိုစီဒီအမ်မှာလည်းအဆင့်9နေရာထိရောက်ရှိနေပါတယ်ဂျူမင်တက်ကနောက်ဆုံးကစားထားတဲ့စီဒီရဲ့နှစ်ပွဲဆက်တိုက်မှာလည်း ဆုံးပွဲတွေကြုံတွေ့ထားရတာကြောင့်ဂျီနိုအာနဲ့ကစားရမယ့် CDA ပွဲမှာသာရလက်တွေစိုးဝါနေအောင်မယ်ဆိုရင်ဒီဘက်ကမော်တာအတွက်ဂျူပီတာနီးပြဘောကနောက်ဆုံးပွဲပါဖြစ်သွားနိုင်ပါတယ်တကယ်လို့ဂျူမီတက်ကမော်တာကိုသာအတင်းကနေထုတ်ပယ်ပြစ်မယ်ဆိုရင်သူ့နေရာမှာပဲချက်ချင်းအစားထိုးဖို့အတွက်အတင်းနဲ့မဲ့နီးပြတွေတွေကအီတလီနီးပြဟောင်းရောဘတ်တိုမန်စီနီနဲ့အတင်းရဲ့ကစားသမားဟောင်းကြီးအီဂေါ်တူဒေါ်တို့အပြင်ဇီဒန်ကိုပါချိန်ရွယ်နေတယ်လို့သိရပါတယ်နီးပြဘောမှာရီယယ်တတိနဲ့ကိုသာကန်တွေ့ခဲ့ဖို့ပြီးသူမတီတဲ့အောင်မြင်မှုတွေရယူပေးထားတဲ့ဇီဒန်ဟာ2021ခုနှစ်နောက်ပိုင်းကလေးကနေအတင်းလက်မဲ့ဖြစ်လို့နေပေမဲ့ ဒီဒီယာဓာတ်ချန်နဲ့လမ်းခွဲရတော့မဲ့ပြင်သစ်လက်ရွေးစီရင်အတင်းကိုကင်တွယ်ဖို့အတွက်အလွန်ကြီးပန်းစားနေတယ်လို့သိရပါဗျ။ဇီဒန်အနေနဲ့ကလည်းကလပ်တင်းတို့ရဲ့ကမ်းလှမ်းမှုတွေထက်သူ့နိုင်ငံအတင်းအတွက်ကိုသာနီးပြဖြစ်ဆောင်ရွက်သွားဖို့ရှိနေလာကြောင်းဂျူမီတက်ကမော်တာကိုသာထုတ်ပယ်ပြစ်မယ်ဆိုရင်မန်စီနီဒါမှမဟုတ်တူတော်တို့တွေကတူအူးကိုပဲအစားထိုးခန့်အပ်ရနိုင်ဖို့ရှိနေပါဗျ။ဒီမှာကျွန်တော်တို့ကတည်းကအမားကြီး